ူပြောနေမှာတော့တည်တယ်အရင်တော့လဲဟိုဘာလို့လဲရင်းသဘောမတူဘာလို့သူသူဘဲကနည်းနည်းလေးမချောဘူးလို့ထင်တယ်အေးဟိုငယ်လေးတွေအဲ့ဒါအဲ့လိုပဲချောတာပဲကြိုက်တာဘယ်လိုလုပ်တော့မှာလဲနည်းနည်းတော့ချောမရအောင်ဗောသူကကြည့်အောင်လေမနေ့မိုးလင်းလိုက်သူကကိုမင်းတော့မနိုးလာမဲ့ကိစ္စမချောရင်မလုပ်မှာလားကိုပြောရင်လေပတ်စံရမ်းချမ်းသာတယ်မလုပ်ချောဖို့လိုပါတယ်ဆိုပါပဲညီမလေးတို့ယောက်ျားရွေးတာဘာကြောင့်အမြဲတမ်းမှားနေလဲ ဒီဗီဒီယိုလေးကိုအစာဆုံးကြည့်သွားဆိုရောအခြေရင်းမှာကန်ကောင်းခြင်းရွေးချယ်ရမယ့်အချက်ခုနှစ်ချက်အကြောင်းပြောမယ်။ကဘာပတ်အမေရိကန်အချစ်ဆရာဝန် channel ရဲ့ကျူစွာပါတယ်။ဘယ်နေရာကြည့်နေလဲကိုမအောင်မှရေးတာပါ။စောစော interview ကတော့ပူပူဆိုရဲမြန်မာပြည်က celebrity တယောက်ကပြောတာ။ရုပ်ချောတာကိုသူကငယ်ငယ်လေးကကြိုက်တယ်။ ရုပ်ချုံးမှအဆင်ပြေပါပေါ့မနေ့အေးရထားရင်အဲမျက်နှာကိုတွေ့နေရမှာဟုတ်စောစောကဆမ်နီလာဒိုဂိုမတ်ဆဲအမျိုးသားအဲ့လောက်ဒီမချောဘူးထင်တဲ့ကြောင့်เนาะပို့ပို့တည့်ရဲ့တွေကိုရှိပါနေလား तू ကဘယ်လိုမျိုးနာမည်ကြီးတာပါလဲခေါမအမရေးတာပါအဲ့ဟောညီမလေးကို तू ကိုပြောတာနေကเนาะညီမလေးကိုကြိုက်တဲ့ဟာတွေရွေးချယ်မှုဟာတွေကမားနေတတ်တယ် စောစောပူပူရတဲ့အချင်းရင်းမှာကံမကောင်းဘူးပြောတယ်။ဘာကြောင့်ကံမကောင်းရလဲ။ရွေးချယ်မှုမှားလာနေတာတခုအပါဝင်ပေါ့။ကျန်တဲ့အကြောင်းအရာတွေရှိသေးတယ်။အဲအကြောင်းဆက်ပြီးတော့ကြည့်မယ်။သူဘာကြောင့်အချင်းရင်းမှာကံမကောင်းလဲဆိုတာညီမလေးဝယ်မဖြစ်အောင်တိတိကျကျလေ့လာမယ်။ကိုရှိရပတ်စံပြန်ချီးရဲ့ကောင်လေးတို့ပတ်စံလည်းပြန်မဆက်တဲ့ကောင်လေးရှိကြုံမှုရအောင် တခါမှလည်းကိုယ်အဲ့လိုမျိုး surprise ပန်းစည်းယူရမပေးဘူးလေဘာလို့မှမပေးဘူးဂျပန်ရန်နှစ်သိန်းလားမသိဘူးပြောပါလေဟောပတ်စံအတိကမဟုတ်ပါဘူးချီရငင်းတဲ့ကံမကောင်းနေရလို့ဆိုတော့ကံကောင်းတာဟုတ်ရောဟုတ်ရလားတော့တွေးမိပါတယ်ဒါပေမဲ့လည်းကိုယ်အရန်ချစ်ချစ်တဲ့လူနဲ့တွေ့ရဆော့ဆော့ဟောပူပူကအခုမှပတ်စံဂျပန်ရန် ပန်စီပေးခံအောင်အချင်းချင်းမှကန်ကောက်တယ်လို့ပြောတယ်။တခါမှအလောက်ဒီကန်မကောက်ထင်ဘူး။။ဘာကြောင့်လဲဆိုတော့ပတ်ဆက်ချီးရဲ့လူတွေနော်ပြီးပါပတ်ဆက်ပြန်မပေးတဲ့ယောက်ျားတွေသူ့ရဲ့တော့ကြောက်။နော်အဲ့ရောညီမလေးစောစောအဆိုတော်ပူပူပြောရမလား။ဘာကြောင့်လဲဆိုတော့ရွေးချယ်တဲ့ဟာတွေမှားနေတယ်ကြောက်။ရုပ်ချောတာတော့ပဲအဓိကထားကြည့်တယ်။ပတ်ဆက်ကိုမကြည့်တော့ဘူး။နော်အစင်းသားရှိအောင်မကြည့်ဘူး။ အဲ့တော့ယောက်ျားနဲ့ပတ်ဆက်ချီးတယ်ပတ်ဆက်မရှိတဲ့ယောက်ျားဖြစ်ဖြစ်မှာပေါ့ပြီးတော့ပတ်ဆက်ပြန်ပေးတာအဲ့တော့ဒုက္ခရောက်တာပေါ့အဲ့ဒါကြောင့်အရန်ရေးကြည့်ကိုယ့်ရဲ့ criteria မှန်ဖို့အရန်အရေးကြီးရယ်နော်ပြီးတော့ तू အခုအမြင်တွေရောနည်းနည်းပြောင်းပြောင်းလာနေမယ်နော်အဲ့တော့ဆက်ပြီးတော့ကြည့်မယ်နားထောင်မယ်အချင်းနဲ့ပတ်သက်တဲ့အချင်းနဲ့ကံကောင်းကြည့်ရယ်ဆိုရောဒီ channel လေးကို subscribe လုပ်တာပါ မချစ်ခံရပါချစ်ခံရပါဘူးရင်ချစ်ခံရပါဘောတော့ဒီကပြဿနာချောတာပဲကြိုက်တော့ချောပါတယ်ကြီးကောင်းတယ်ဗောနော်ကြီးကောင်းတယ်သူများကြီးတော့တော့မချောလာဘူးသူကော့ကတော့ကြီးကောင်းပါတယ်ကြီးကောင်းတယ်ရက်ရှိပါတယ်ကို့လည်းရင်ချစ်ပါတယ်ဒီလောက်ပါပဲကြံတဲ့ဟာတော့အော်လူတန်းက perfect အားလုံးမရဘူးပေါ့ဒါပေမဲ့ပူပူလိုချင်တာတခုပဲကိုယ်အများကြီးချစ်ပေးပြီးကြည်ကျင်နာနာနဲ့နွနွထွထွရှိရဲ့လူသားမျိုးပဲလိုချင်တာဆိုတော့ အဲ့အဲ့ဒါရပါတယ်ဒါဆိုတော့နောက်ပြောဆိုရုပ်လေးကတော့ချုံးမှာပေါ့ညီမလေးကိုပြောရမှာโอเครยุบยชั่วมาอะเยอะชิอ่ะมาอะเยอะชิเลยสัวละယောက်จ้าดิ6ปะ6ปีเราชิเลยสุงอะยังชาเด้เนาะอเมริกันเรามาယောက်จ้า1%เราเป็น6ปีชิล่ะแล้วเมียนมาปีมาสุงย่อไอ้เราชิมันไม่เทนแน่เนาะเนาะอะยังเยจีเนี่ย ကိုယ့်ရဲ့ percentage ရဲ့အတွက်ကကိုယ့်ရဲ့ညီမချင်း okay အရက်ရှည်ယောက်ျားလေးကြိုက်ရုပ်ချောယောက်ျားလေးကြိုက်တယ်အဲ့တော့အရက်ရှည်ကမရုပ်ချောရမှာဆိုတော့အေး percentage ပိုပြီးနေွား0.5%တော့မဖြစ်တော့မယ်နော်ပြီးတော့သူ့ကိုချေရမယ် okay အာ percentage ဆိုတော့ရှားနိုင်တယ် percentage လက်ဆောင်ပေးရအောင်ဟုတ်တယ်ပါအရန်အရန်ရှားပါဘူးအဲ့လိုမျိုးဆိုရင်ရောအဲ့လိုယောက်ျားလေးမျိုးကအရက်တောက်မယ်စိတ်နဲ့တောက်မယ်ဖဲချမယ် နော်ပြီးွားရင်ကိုဘောအောင်တူတောက်မလုပ်ပေးဘူးအဲ့လိုမျိုးဆိုတော့အဆင်ပြေမလားအဆင်မပြေပြဘူးနော်စစပြောတဲ့ criteria တွေမိန်းကလေးပါကြိုက်တယ်အေးစစရုပ်ချောတာနည်းနည်းမောကြည့်တော့ကြည့်တော့ကောင်းပါအမှန်တော့ဒါလူတိုင်းလူတိုင်းပဲဒါပေမဲ့ယောက်ျားလေးရအဲ့လောက်ထိဟိုမိန်းကလေးယောက်ျားလေးရမိန်းကလေးရုပ်ချောဖို့တဘော focus ထားတယ်နော်မိန်းကလေးရအားကိုးရတာဆိုပို့ပြီး focus ထားအဲ့လိုမျိုး ထားတယ်ဆိုညီမလေးတော်တော်မှန်သွားပြီเนาะကို့ခေါင်းဆောင်နေတယ်လုံကျုံပေးနေတယ်ကို့ပေါ်တူးတက်လို့ပေးနေတယ်အဲ့အမျိုးဆိုညီမလေးကိုအချိန်မှခံကောင်းပေးပို့ပြီးတော့များသွားပြီเนาะအဲ့တော့ညီမလေးကိုကြိုက်ရောက်ကြဘယ်လိုမျိုးပုံစံမျိုးလဲကို့မအောင်မှာရေးထားပါကြည့်ကြဟောင်းနေရအရင်ကစီးကုတ်တေတို့ကိုရှိရပတ်စံပြန်ချီးရကောင်နေတို့ပတ်စံလည်းပြန်ယောက်ျားလေးတဲ့မိန်းကလေးမိန်းကလေးကပို့ပြီးတော့ရွေးကြီးများတယ် ဒါတဘာဝပဲနော်ဘာကြောင့်ကြီးများလဲဆိုတော့ तू က तू တက်တာတာမှာဟာလို့ကျင်အောင်ညီမလေးတို့တက်တာတဲ့ယောက်ျားပဲရေရေဒါတဘာဝပဲအကိုရဲ့အကိုအာအမျိုးလေးညီမလေးတင်ရကြီးဆိုဘယ်သူပဲဖြစ်ဖြစ်နော်ကို तू နေထိုင်အဲ့အမျိုးတော်ယူမဲ့ဆိုရင် तू လိုချင်တဲ့ဘဝရပြီးသားအမျိုးတော်ကိုယူရနိုင်တဲ့အမျိုးသားကိုလည်းမယူရဘူးနော်ရနိုင်တယ်ဆိုတာအမျိုးမျိုးဖြစ်တယ်အချိန်ကြာပြီးဖြစ်တယ်နော်ရချင်မှရမှာ အဲ့မျိုးဆိုရင်ညီမတို့ရွေးပြီးတော့အချိန်၃နေ၅နေတော့သူ့ကိုပါမီဖြည့်ပေးတယ်သူမအောင်မျိုးဆိုရင်ညီမတို့တော့အကျိုးမရှိပြောင်းနော်မိန်းကလေးရာစစရုပ်ချောတာပြောတယ်နော်အစိုးတော့ပို့ပို့ပြောရုပ်ချောတာတို့ပြီးပါရဲ့သူ့ကိုချစ်တဲ့ယောက်ျားလေးတို့အဲပြီးပါရဲ့ရက်ရှည်တာတို့အဲပြီးတော့အဲ့လိုမျိုးပြောတယ်ဒါပေမဲ့တကယ်ကြီးသူချစစချင်းโอเคသူ့ကိုတကယ်ချစ်တဲ့ယောက်ျားလေးအများကြီးရှိရပါတယ် နော်အများရှိတယ်ဒါပေမဲ့သူငင်းခဲ့တဲ့ယောက်ျားနေအများရှိမှာမယ်သူတကယ်ချစ်ခဲ့တဲ့ယောက်ျားနေအများကြီးပဲပြီးတော့ရုပ်ကလေးမစိုးဘူးပြီးတော့အရည်လည်းရှိတယ်နော်အဲ့ criteria တွေပါငင်းခဲ့တဲ့ယောက်ျားနေရှိမှာပဲညီမလေးကဟုတ်တယ်မှာညီမလေးကဒါကြည့်အမျိုးသားနေမှာလေရုပ်ကကြည့်မစိုးဘူးအာပြီးတော့အရည်လည်းရှိတယ်ပြီးတော့ညီမလေးကအရင်ချစ်နေတဲ့အမျိုးသားတွေရှိတယ်ဒါပေမဲ့ညီမလေးကငင်းခဲ့တယ်မလားမှန်ပါပြောဘာကြောင့်ငင်းခဲ့ရလဲဘာကြောင့်ငင်းခဲ့ရလဲဆိုစိတ်ထဲကနေ feeling မလာတဲ့အတွက်ကြောင့် အဲ့ရကြောင့် main ကလေးပို့ပြီးခက်သွားပြီ free နေကိုအတိရထားညီမလေး free နေလာလဲဆိုရင်အရက်တမားလဲတွဲပါမယ်နော်စိတ်နဲ့တောက်ရတူတွဲပါမယ်မိမရိုက်တဲ့သူတွဲလာပဲဟုတ်တယ်မလားအဲ့ကြောင့်တချို့မိမတွေအရက်ခံရတယ်အဲ့ဒီယောက်ျားကိုမခွဲနိုင်ဘူးအရက်တမားနော်ဖဲတမားလောက်ကစလို့မခွဲရဘာကြောင့်လဲအဲ့အဲ့ဒီယောက်ျား free နေလာတဲ့အတွက်ကြောင့်သဘောကျတယ်ယောက်ျားနဲ့မိမဘာကွာလဲဆိုတော့အာမတိမကွာပါယောက်ျားလေးကအရက်ရှိရှိ ရုပ်ချော့ချော့ကိုလုံးလှလှကိုလေးစားကောင်မလေးကိုစကားနာထောက်ကောင်မလေးဖြူစင်းကောင်မလေးဆိုရင်ကြိုက်တယ်ဆိုရင်သူရှိမှအဲ့လိုမျိုးကောင်မလေးကိုချပေးတာလုံးဝယူတယ်လုံးဝယူတယ်မိန်းကလေးကအဲ့ခွာပါပြီယောက်ျားလေးနဲ့အများကြီးခွာအဲ့ကြောင့်ညီမလေးကိုပို့ပြီးယောက်ျားကြီးကပုတ်ခက်ဘာကြောင့်ဆိုညီမလေးကစိတ်ထက် free နေလာမှရွေးတာများအောင်ဟုတ်ပါယောက်ျားလေးကြောင့်မဟုတ်ဒီ criteria ကိုပေးထားမယ်ပြည့်စုံလဲဆိုရင် အဲ့မင်းကြီးယူပါမယ်အိမ်စမပြောမယ်ဒီမှာမင်းကြီးနှစ်ယောက်နှစ်ယောက်ကြည့်ဦးကောင်ချောတယ်အရက်လည်းရှိတယ်နော်အသားလည်းဖြူတယ်ဖြူစင်းပုံလည်းပေါက်တယ်နော်ခါလာတော့အဲ့ရောအဲ့ကောင်မလေးဆိုရင်โอเคကျိုင်းတဲ့ယောက်ျားလေးတောင်းပေးလိုက်ဒီ quality ပဲရှိရယ်အခုဆိုရင်ဒီနှစ်ယောက်ယူပါမယ်ဘယ်နှစ်ဘယ်တယောက်ရရခက်စားမရှိအမယောက်ျားလေးမင်းကြီးကွာသွားပြီညီမလေးတို့ဆိုရင်ဒီအမျိုးသမီးနေရာမှာယောက်ျားနှစ်ယောက် ပြောင်းလိုက်နော်အားတော့အရေးရှိရှိချောချောဒါပေမဲ့ညီမလေးတို့အဲ့ယောက်ျားကိုစကားပြောကြည့်မယ်ဘယ်ယောက်ျားကိုဖီနီပိုလာလဲအဲ့ယောက်ျားကိုရွေးမှာနော်အဲ့နှစ်ယောက်ကိုရွေးကြည့်မှာရွေးမှာဖီနီမလာလို့ဆိုနှစ်ယောက်ကိုဖီနီမလာညီမလေးတို့မရွေးဒါယောက်ျားလေးကြောင့်ရွေးမှာပဲနှစ်ယောက်ကိုရနှစ်ယောက်ကိုယူပါမယ်အဲ့ကြောင့်ညီမလေးတို့ယောက်ျားညီမလေးတို့လိုချင်ယောက်ျားအခြေခံကောင်းဖို့ဆိုတော့ညီမတို့ပူခတ်သွားပြီအဲ့တော့ညီမလေးပို့ပြီးစူးစမ်းရမယ်ပို့ပြီးစူးစမ်းရမယ် เนาะအခုဆိုရင်စစပြောထားတဲ့ယောက်ျားလေး ኳ ိုက်တင်းရမလားအကိုကြည့်တယ်အာဒီတယောက်လည်းကြိုက်တယ်ဒီတယောက်ယူမှာဒီတယောက်လည်းမစိုးဘူးเนาะဒါအကိုကယောက်ျားလေးမျက်နှာလုံးကြည့်တာအာဒီကောင်တယောက်လည်းကိုလုံးတောင်းတယ်မစိုးဘူးကြက်ဆံမိတယ်เนาะအသားလေးဖြူတယ်ရုပ်ကလေးကအပြစ်ကလေးပုံစံမျိုးเนาะဒီတယောက်လည်းကောင်းချောတာပဲเนาะကြည့်ကြည့်ယောက်ျားလေးမျက်နှာလုံးကြည့်တယ်ဆိုအကိုလုံးညူခြင်းเนาะဒီတယောက်ပိန်တော့ပိန်တယ်ဒါပေမဲ့အာဝါဝကျွေးလာမှာဆိုရင်သူဝါလာနေမယ်ဒါပေမဲ့ရုပ်ကလေးကကြည့်ဥခါမစိုးဟုတ်တယ်မလား ကြည့်အိဇမသဘောပေါက်မှာယောက်ျားလေးရာမိန်းကလေးအများကြီးဘာကြောက်ကြက်ရသဘောပေါက်ဗျာသူ criteria ရှိရဲ့အဲ့ criteria အောက်ပြည့်စုံဒီကောင်မလေးအောက်ရယူမှာပဲဒါတဘာဝပဲဒါတော့ဘာအဲ့ကြောင့်ညီမလေးတို့ကယောက်ျားကောင်းရဖို့ကပို့ပြီးတော့ခက်တယ်အဲ့ပို့ပြီးစ조사ရမယ်နော်တော့ယောက်ျားလေးရာ100ရာစားတယ်အေးဒီကောင်မဆိုးအဖြစ်ကိစ္စအရင်တော့ပို့ကြ100ဆားညီမလေးတို့ကြောင့် စိတ်ဝင်စားမှာ60%ကစပြီးတော့တဖြည်းဖြည်းတဖြည်းကြောင့်အချိန်ကြာတော့မှပုံပြီးတော့ကြိုက်တာယောက်ျားလေးကြောင့်ညီမလေးကိုအမားတွေးလာမှာဆိုရင်နောက်ပိုင်းကြောင့်မကြိုက်တော့နော်နောက်ပိုင်းကြောင့်မကြိုက်တော့စာရင်အရင်ချောတဲ့တော့ကြောင့်100%လုံးဝကြိုက်တယ်ဒါပေမဲ့ညီမလေးကမအိုးအပြုံမစစ်ဘူးကလေးမေအာပြီးွားရင်မဟုတ်ဘူးလားလုံထားတယ်နော်တပြည့်အပြည့်တွေများတာပါစကြရင်တော့100%ဒီကောင်မလေးအားလုံးယောက်ျားလေးအကုန်ကြိုက်ပါမယ် ော်ကုန်းဒီမှာကြိုက်ဒါပေမဲ့သူသူ့အကြောင်းဘာမှမသိတယ်ဘူးလေမသိတယ်ဘူးသူ့အကြောင်းတင်းတော့မှတဖြည်းဖြည်းဟိုညီမလေးကိုယာပြီးတော့မှညီမလေးကိုအကြောင်းတည်တာပါဟာညီမလေးကိုထင်တလောက်လည်းမပြည့်စုံပါဘူးတော့ထင်တော့မပြည့်စုံဘူးအာအပြည့်တွေများရှိတယ်အပြုံမစစ်တော့ဘူးပြီးွားရဲ့အာအရန်ကြည်ကြတယ်ပြီးွားရဲ့ပါမီဖြည့်ပဲကောင်းမဟုတ်ဘူးအဲ့ဒါလည်းတဖြည်းယောက်ျားတဖြည်းနှုတ်တာယောက်ျားလေးညီမလေးကိုပြစ်သွားလဲဆိုတာဘာကြောင့်လဲအဲ့လိုတရားကနေတဖြည်းအမှတ်ရောပါအဲ့ဒါကြောင့် ညီမလေးကိုယောက်ျားကောင်းရချင်အချစ်မှကန်ကောင်းချင်ဆိုညီမလေးကလွယ်တယ်နှစ်ပေါက်အလေကလုတ်ပြရမလို့လွယ်ရတယ်ဖြူစင်ရမယ်နော်လေးစားရမယ်စကားနားထားရမယ်အဲ့ဒါမျိုးဆိုရင်အိန်းဒီပါဆန်ကပြီးပါပြီပြည့်စုံပါပြီနော်ရုပ်ကလေးပါမယ်စစောကခွိုက်တီးရရဆိုရင်100%ပြည့်ပါပြီအများစုဘာဖြစ်လဲညီမလေးကိုယောက်ျားဆိုးကိုရွေးမိလိုက်တယ်အဲ့ယောက်ျားဆိုးက ညီမလေးကိုကလေးတယောက်နဲ့ထားခဲ့တယ်ပြီးပါအပြိုမစစ်အောင်လုပ်ရတယ်ပြီးပါညီမလေးကိုရိုက်တယ်ရိုက်ရတဲ့အတွက်ညီမရောယောက်ျားကိုကြောက်တယ်ကြောက်တဲ့အတွက်နောက်ပတ်တွဲယောက်ျားလေးကြောက်ဘလောက်ကောင်းကောင်းယောက်ျားလေးလာလာဟာအဲ့လောက်ထိအခြေခံကောင်းမဖြစ်နိုင်တော့ဘူးအဲ့တော့အဲ့ယောက်ျားလေးကိုညီမလေးကိုဖြူစင်တဲ့အချစ်လေးကို100%မပေးနိုင်ဘူးမပေးတော့ဆိုယောက်ျားလေးကြည့်ဒီကောင်မလေးကိုငါတကယ်ချစ်တာဒါပေမဲ့ဒီကောင်မလေးကတော့တုတ်ပြန်တဲ့နေရာမှာအရန်နေနေပါလားအဲ့တော့အပျော်ပဲတွဲပါတော့မယ်နော်ရေရှိမှောင်တွဲတော့ မဖြစ်နိုင်တော့ဘူး။ဒါကြောင့်ငါပေးတဲ့လောက်အောင်ပြန်မပေးဘူး။အဲ့ဒါဟာမျိုး relationship ဆိုတာအပေးယူနော်။အပေးယူမျှရမယ်။အဲ့ဒါကြောင့်ညီမတို့ရောက်ကြွယူရမှာအရင်အရေးကြီး။ဖြူစင်နေနေပို့ပြီးတော့ရောက်ကြွယူရပို့ပြီးတန်ကောင်းလာတယ်။ရောက်ကိုကိုကြဲရောက်ကြတာကိုပြန်ကြဲဖို့ပြန်ပူများလာလေပဲ။နော်အဲ့ဒါကြောင့်ဒီညှို့ဝှက်ချက်ခုနှစ်ခုကိုကြည့်မယ်။အဲ့ခုနှစ်ခုဘယ်လိုယူရမလဲကြားတယ်။အဲ့ခုနှစ်ခုယူပြီးပါဆိုရင် ကောင်းကောင်း ကျွမ်းကျင်ပါမှာပဲ။မှန်ကြည့်။ပထမဆုံးနံပါတ်9အနေနဲ့ religion and political views နော်။ရေရှိလက်သွဲသွားဖို့ဆိုရင်ဘာသာရေးတူတာနိုင်ငံရေး political တူတာနော်။နိုင်ငံရေးရော US မှာဆိုပို့ပြီးတော့အရေးကြီး။ကျန်းနိုင်ငံမှာတော့အရေးမကြီးပါဘူး။နော်။ဘာသာရေးရယ်နိုင်ငံရေးရယ်အဲ့အမြင်တူတာ။ဒုတိယကအဲခလိမ့်လိုချင်တာခလိမ့်မလိုချင်ဘူးလား။အဲ ။ तू ကခလင်းလိုချင်ပြီးညီမလည်းခလင်းမလိုချင်မဖြစ်ပြောင်း။ညီမလည်းခလင်းလိုချင်ပြီးတော့ तू ကခလင်းမလိုချင်မဖြစ်ပြောင်း။ပြီးတော့ခလင်းရပြွားဆိုဘယ်လိုမျိုးခလင်းကိုပြုစုပြူထောင်မလဲ။ဘာဖြစ်စေချင်လဲခလင်းကိုခလင်းကိုစိုးရအခါကျရင်ဘယ်လိုအပြစ်ပေးမလဲ။ဘယ်လိုစုချမလဲ။ဘယ်လိုတင်တန်းကိုတက်ခတ်မလဲ။အဲ့လိုမျိုးအောင်တူဖို့လိုတယ်။အဲ့ဒါကြောင့်ညီမလည်းစတော့ရုပ်ချော့ရုပ်မချော့အကိုကိုချစ်တာတွေအားဟိုအပေါ်ရန်လေးပဲ။ဒါအဓိကယောက်ျားဟိုနော် ဘယ်လိုမျိုးစီစစ်မယူရမှာလဲဒီခုနှစ်ချက်အရင်ကြီးကြည့်နောက်တစ်ခုက money management ပတ်စံကိုဘယ်လိုထိန်းချုပ်မလဲပတ်စံကိုကန်တွယ်ရတော်တာညီမလေးကကန်တွယ်မတော်ဘူးဆိုရင်ကန်တွယ်တော်တဲ့ယောက်ျားလေးရှာမှာဖြစ်မှာနော်ညီမလေးကကန်တွယ်တော်တယ်ဆိုရင် तू ကပတ်စံရှာတော်တယ်ဆိုရင်စိတ်ဆောက်ရှိညီမလေးပတ်စံကန်တွယ်လို့ရတယ်နော်ပြီးတော့ idea တူရမယ်နော်ပတ်စံဖြုံးတီးရဘယ်နေရာဖြုံးတီးရယူဆတယ်ဘယ်နေရာကိုအတုံးချတယ်လို့ယူဆတယ်တူရမယ် เนาะဥပမာတင်တဲ့တက်တာကိုဟိုတရားကဖြုံးတိရထင်တယ်ဆိုရင်ဘဝကြီးတိုးတက်မှာမဟုတ်တော့ညီမတို့ကတင်တဲ့ပူပြီးပညာတက်ချင်တယ်အဲ့လိုမျိုးဆိုရင်ယောက်ျားလေးကတင်တဲ့မတက်ချင်တင်တဲ့တက်ပတ်စံဖြုံးတယ်ဆိုရင်အဲ့လိုမျိုးဆိုရင်မဖြစ်ပြန်ဘူးเนาะဟိုဒီတဲ့အရက်တွေဝဲတောက်တယ်เนาะပြီးွားရင်ဟိုရုပ်ရှင်ရုပ်အများကြီးတွားကြည့်တယ်အပြင်မှာထွတ်ဆားတယ်အဲ့လိုမျိုးကပတ်စံဖြုံးတိရရောက်တယ်အဲနော်ယောက်ျားလေးကအိမ်မှာနေနေတယ်အိမ်မှာစားနေတယ် ဟိုပတ်စံချွေတာခြင်းလေရုပ်ရှင်ရုံမှာတော့မကြည့်ဘူးရုပ်ရှင်ကအိမ်မှာငှားပြီးတော့ကြည့်လို့ရမယ် Netflix ကြည့်လို့ရမယ်เนาะအဲ့လိုမျိုးတွေဆိုရင်ညီမတွေကအပြင်မှာတော့ပို့ပြီးကောင်းတယ်အဲအတုံးဖြုတ် idea မတူဘူးဆိုရင်မဖြစ်ပြဘူးเนาะအရင်အရေးကြီးရဲ့ပြောနောက်တစ်ခု okay 765 number 4ဘာကြီးကြီးကျမ်းမာရေးကျမ်းမာရေးလိုက်စားအရင်အရေးကြီးရဲ့เนาะအကိုဆိုရင်ညီငယ်ကဆိုရင်အာဆယ်ကျော်တဲ့14 15နှစ်လောက်ထိ တနှစ်ကိုတစ်ခေါက်နှစ်ခေါက်အမြဲဖြာဒါပေမဲ့အားကစားတော့လို့လဲဂျင်းတော့လဲတယ်အခုအမေကပို့ပေးတာအရန်မှန်သွားဂျင်းစဆော့ပြီးတော့၃လလောက်ကြီးတောက်လျှောက်ဆော့6လအမှန်တောက်လျှောက်ဆော့ဆော့လာပြီးရင်အာနိုင်ငံခြားထွက်တယ်ပညာသင်တယ်အကုန်လုံးလုံးဝမဖြားတော့လုံးဝမဖြားတော့အဲအကြောင်းပတ်စံကိုမနေ့6နာရီထားပြီးတော့ညဘက်7နာရီအထိအလုပ်ပတ်စံရှာနေတာเนาะအဲအကြောင်းအခုအချိန်ကဘာပတ် အမေရိကန်မီးနဲ့နာဖြစ်လာ။ဘာကြောင့်လဲဆိုတော့ကျမကြီးအရင်ကောင်းတဲ့ကြောင့်နော်ကျမကြီးမလန်ဆိုင်ယောက်ျားလေးမယွေးမိစေနဲ့ဆော့ဆော့ဟိုလေဖြစ်သွားရင်ဆော့ဆော့ဒုက္ခရောက်တဲ့အခါကျရင်တားသမီးဒုက္ခရောက်မယ်ညီမရောဒုက္ခရောက်မယ်နော်စိတ်တွေတောက်တဲ့ယောက်ျားမယွေးနဲ့အရင်တောက်တဲ့ယောက်ျားမယွေးနဲ့ကျမကြီးမကောင်းတာဖြစ်စေတဲ့ဟာတွေတုံးတဲ့ဟာယောက်ျားမယွေးနဲ့အရင်ကြီးကြည့်ဘယ်မိန်းကလေးမှတောင်းတော့မပြောကြအောင်လားမျိုးနော်အဲ့အကြောင်းမိန်းကလေးယောက်ျားယွေးမှလာနော်ဟို ောင်ကြောင်စောစောတည်စေခြင်းဆိုရောတမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါဆိုအကုတုစိတ်ညီမရောယောင်ကြောင်ကောင်းရမှာမဟုတ်အကုတုစိတ်မပွားနဲ့အရေးကြီးနော်ဖြစ်နောက်ထပ်နံပါတ်3ချက်ပါတယ်ဘယ်မှာနေမလဲโอเค US မှာနေခြင်းဆို USC မှာနေရဲ့ယောက်ျားတွေပဲစားရှာတော့တခြားနေရာယောက်ျားတွေဆိုရင်အချိန်မဖြုံးနဲ့တော့အရန်ရေးကြည့်ရင်တော့ညီမတို့ကအချိန် limited ရှိရင်တန်မိုးရှိဆိုအချိန်ကအသက်အစိတ်မတိုင်မီရှိရင်ညီမတို့ကတန်မိုးအကြီးဆုံးပဲ အသက်28လောက်28 30လောက်ရောက်ဆိုအဲ့လောက်စိတ်မစောအခုဆိုရင်ဆိုရင်အခု30ကျော်ဒါပေမဲ့အခုစတွေ့တဲ့အခုဆရာစာဆရာကောင်းပါလေအခုတရင်ကြီးအကုန်လုံးပဲအောင်မြင်ယောက်ျားလေး30-40ကျော်အောင်20ကျော်ပဲရှာ30ကျော်မစင်းစား30ကျော်ကဟိုးအရင်ကတိထားတယ်ဆိုရင်တမျိုးပေါ့အရင်ကတိထားတယ်ချောချောဆိုစိတ်ဝင်စားဆိုအဲ့စဉ်းစားမယ်အစ်စ်ထက်ရှာတယ်မိန်းကလေးဆိုအခု30ကျော်မရှာတော့ဘူးဒါတပေါက်ဒါအမှန်နဲ့ပြောပြတာ เนาะကိုမီနန်နာတင်ရချင်းဘသူမှ30ကျော်မရှာအဲကြောင့်30မကျော်ခင်အစိတ်မရောက်ခင်ရှာဘာကြောင့်လဲတော့တုံးနေလို့တယ်ယောက်ျားကြီးတောင်ညီမလေးကโอเคတကယ်သဘောကျပြီတကယ်ပါမီဖြစ်ပဲကောင်ဟုတ်တယ်နောက်တကယ်ချစ်တာเนาะအရင်ပို့ပြီးချမ်းသာလေးပို့ပြီးအောင်မြင်လေးပို့ပြီးတော့ယောက်ျားဖြစ်နေပို့ပြီးအချိန်ယူတယ်ပို့ပြီးတခြားစစ်တယ်เนาะအဲတုံးနေလို့တယ်တုံးနေပြီးတော့မှโอเคလက်ထက်မလားဆိုပြီး propose လုပ်တယ်เนาะ25ဆို28ဖြစ်သွားပြီ ဒါအမှားမလို့မနော်ညီမလေးအမှားလို့ဒီရောက်ရ SMB ပြောဆိုရင်28ရောက်သွားတော့မှထက်ရှာပြီတော့ထက်ရှာထက်ရှာအချိန်အရန်ကုန်အောင်မှာပါအဲ့ကြောင့်နေရနေရဘယ်နေရနေချင်အဲ့နေရကိုအဓိကထားပြီးတော့ရှာဖို့အရေးကြီးတယ်နံပါတ်1ဘယ်လိုမျိုးဘယ်လောက်ထိချမ်းသာခြင်းဘယ်လောက်ထိတော်တော်ရောက်ကြရှာခြင်းလဲနော်ညိုတာမယောက်ျားမျိုးတော့မရှာနိုင်ဘူးပြောမယ်ဒါပေမဲ့ညီမလေးတို့ပါချောပြီးတော့အမြဲတမ်းဖြူစီအောင်နေဖို့မဟုတ်ကိုကတန်ဖိုးရှိအောင်နေဖို့မှအရန်တော်ရောက်ကြအတီးယူမှာပေါ့ ဟုတ်တယ်မလားအဲ့ဒါကြောင့်ဟိုညီမတို့ဘယ်လိုစီးပွားရေးလုပ်ကျင်လဲဟိုအင်ချမ်ပီကျူးစာလုပ်ကျင်အကိုဆိုရင်အင်ချမ်ပီကျူးစာအသက်၄၀ဆောက်အရောက်ထိဆုပ်အရောက်၄၀ဆောက်ပါအမေရိကန်မှာနော်အာရှသားတယောက်ပါတွေ့လားတွေ့လားအရန်တော်စီးပွားရေးအဲ့ဒီအရန်တော်ယောက်ကြားကြောက်အာတခုတတိထားမယ်ညီမတို့အချိန်အကူရောပြည့်စုံပတ်စံအကူပြည့်စုံဒါပေမဲ့သူ့ကိုပါမဖြည့်မကောင်းကောင်းဖြည့်ရမယ်အချိန်ကရှားတယ်သူ့အတွက်အဲကြောင့ ယောက်ျားတွေပို့ပြီးအောင်မြင်နေတိုးတက်နေဥပမာတဏှာရတထောင်ရဆိုရင်အချိန်ပို့ပြီးရှားရလို့ကြောင့်ညီမလေးတို့သူ့ဘဝပိုလွယ်ကူအောင်လုပ်ပြအောင်ဥပမာဆိုညီမလေးတို့စိတ်ဝင်စားချင်းတွေ့ရဆိုရင်မအားဆိုရင်ညီမလေးတို့တခြားအချိန်ကိုထပ်ပြီးပြောအချိန်မစွဲနဲ့နော်အော်ကြိုက်တယ်ဆိုကြိုက်တယ်ပေါ့မကြိုက်ဘူးမကြိုက်ဘူးပေါ့အဲ့မပူတဘောကြအောင်မြေကြောင့်ကြားဆိုအာအကောင်းဆုံးပါတည်းအကောင်းဆုံးကကဘာပတ်လာစိတ်ဝင်စားကဘာပတ်မပတ်စိတ်ဝင်စားအဲ့ရွေး ညီမတို့စဉ်းစားညီမတို့ကဘာပတ်တာစိတ်ဝင်စားတယ်ကဘာပတ်တာစိတ်ဝင်စားရောက်ကြတော့ရှာအဲ့ဒါတော်တော်ရှာတယ်ကဘာပတ်တာလို့ပြောစကိုအဖေမှာအခက်အခဲဆိုအောင်မြင်မှုအာအသက်ဆယ်ကျော်သက်ပေါ်ရတဲ့အသက်30မတိုင်ပြီမိနေတာဖြစ်အောင်လုပ်မယ်အမေရိကန်မိနေတာပြီးတော့ကဘာပတ်မယ်စဉ်းစားတာမိဘကြီးစုဆက်မယ်အကိုစဉ်းစားအကိုဖြစ်လာဖြစ်လာတယ်အာအခက်အခဲဆုံးပဲကဘာပတ်ဥစားဘာလို့ဆို financial freedom ဖြစ်ရမယ် location freedom ဖြစ်ရမယ် time freedom ဖြစ်ရမယ်နော် financial time location financial freedom ဆိုပါပတ်စံကိုစိတ်ပူစရာမလိုဘဲနဲ့လူလူတလောက်တုံးရတာเนาะ time freedom ပါကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့ကိုအချိန်တုံးရညီမလေးရဲ့ဥကမနေ့ပြ buffet တောင်းစားခြင်းနဲ့အလုတ်ခွင့်တောင်းစရာမလိုကိုအောင်တောင်းဆောက်ရအတူတူနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်เนาะတနေရာတောင်းခြင်းနဲ့အခွင့်တောင်းစရာမလိုကြိုက်တဲ့နေရာတောင်းရနောက်တတိယတစ်ခုက location freedom အလုတ်လောက်တာက online အလုပ်လုပ်လို့ဆိုရင် stock share လုပ်တယ် option လုပ်တယ်ဆိုရင်ကြိုက်တဲ့နေရာအလုပ်လုပ်ရဆိုရင်အေး US မှာနေစရာမလိုဘူးဒီရ US မှာနေပြင်းသွားဆိုဂျပန်သွားလို့ရတယ်ကိုရီးယားသွားလို့ရတယ်เนาะအာပြီးပါရဲ့ UK သွားလို့ရတယ် Iceland သွားလို့ရတယ်ကြိုက်တဲ့နေရာသွားလို့ရအဲ့အရန်ခက်သွားပြီဒီတုံးခုအရန်ခက်သွားတယ်အရန်အရန်ခက်တာเนาะမီလီယံလောက်အများရှိရဒါပေမဲ့အသက်30နဲ့မီလီယံဖြစ်ဆိုအရန်ရှာအမေရိကမှာမီလီယံဖြစ်တဲ့လူက အသက်50နော် average လူများဆိုအသက်50အသက်30ရန်ရှာမီနလာဖြစ်လာမှာမီနလာတော်တော်များများအချိန်မအောင်နေရာလွတ်လပ်မှုမရှိဘူးနော်အဲအကြောင်း financial freedom time freedom location freedom တုံးရအရန်ရှာပါတယ်နော်အရန်အရန်ရှာပါတယ်အဲအကြောင်းဒီလိုချင်းအချက်ခုနှစ်ချက်ကြည့်ပါကဘာပတ်ချင်တယ်ဆိုရင်ကဘာပတ်ချင်ရောက်ကြတော့ပဲအရင်ဆုံးစရှာနော် US မှာနေချင်း USA ရောက်ကြပြန်ညီမတို့ effort ထုတ်ရမယ် effort တော့ USA ဆိုရင် Facebook မှာဖြစ်ပါဖြစ်ကိုယ်လာအဲ့လို့ရ US ကလာအဲ့လို့ရဆိုရင်နည်းနည်းလေ့လာတာเนาะမိန်းကလေးစူးစမ်းမှာဘာကြောင့်ညီမလေးကပို့ပြီးတော့ယောက်ျားလေးနဲ့ပို့ကြီးများလဲဆိုတာဒါညီမလေးကိုလက်ခံတာဒါမိန်းကလေးကကြီးများတာဘာဝကြာကြီးများတဲ့လူကပို့ပြီးတော့ကိုလိုချင်ရရဆိုရင်ပို့ပြီးတော့စူးစမ်းမစူးစမ်းဘူးဆိုရင်ဘာဖြစ်မလဲနောက်ဆုံးကိုကကြိုင်ခဲ့မှာဆိုရင်ညီမလေးကိုလိုချင်တဲ့အချက်တစ်ချက်မှမပါရောက်ကြတဲ့ရပါနေမယ်နောက်ဆုံးကကန်ဆိုးမှဖြစ်သွားနေမယ် အားကြောင့်အရန်အရေးကြီးပါလေအဲ့ရောညီမလေးတို့လူကြီးရဲ့ယောက်ျားပါပါလေကိုမအမရပါဒီလိုမျိုးအချစ်နဲ့ပတ်သက်တဲ့ပညာတွေပို့ပြီးတက်ချင်ဆိုရင်အချစ်မှာကံကောင်းချင်ဆိုရင် Left Doctor Rich American အချစ်ဆရာဝန် channel YouTube မှာ subscribe လုပ်လာပါ playlist မှာသွားပြီးကြည့်ရပါတယ်အချစ်နဲ့ပတ်သက်ပညာရှိပါတယ်အကိုနဲ့တံပေးချင်ဆိုရော Doctor နဲ့တံပေးချင်ဆိုရော link တွေကို YouTube video description ကိုမှာရှိပါတယ်ကြိုက်တဲ့ video ကို click နဲ့ပါအဲ့ဒီ link တွေ click နဲ့ပြီးတော့တိုင်းပြီးတော့ရပါတယ်